င်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့အမှုပညာလုပ်ကိုတံမိုးထားပြီးရိုးရိုးသေးသေးလှူလာတာနှစ်ပေါင်း20ကျော်ရှိပြီမို့စိန်ခေါ်မှုတွေနဲ့ပြင်းတဲ့ character တွေလှူဆောင်ခြင်းနဲ့ဆိုရဲအထွန်းထွန်းမှာဂီတာလမ်းကြောင်းပေါ်မှာပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ Academy ထွန်းထွန်းကအမှုပညာအလုပ်ကိုတံမိုးထားပြီးရိုးရိုးသေးသေးလှူလာတာနှစ်ပေါင်း20ကျော်ရှိပြီမို့စိန်ခေါ်မှုပြင်းတဲ့ character တွေလှူဆောင်ခြင်းနဲ့လို့ဖွင့်ဟလာပါဗျ။ကောက်ပွဲစားလို့ရမှာကိုလည်းကျွန်တော်မပြောဘူးကျွန်တော်ပြောတဲ့လူကတယောက်ဆောင်တဲ့အလုပ်ပါ။ ကိုပြောတာကိုပဲအားဆိုင်လုပ်နေရတာကကိုရဲ့ပျော်ရွှင်မှုပါပဲတကယ်တော့ကျွန်တော်မှာတခြားစီးပွားရေးလည်းဘာမှမရှိဘူးတခြားစီးပွားဘာမှကိုမရှိတာအချိန်မောင်းများစွာလည်းကျွန်တော်လဲကြတယ်တယောက်ယောက်ကတွန်းတိုက်လို့လဲကြရလဲရှိတယ်ကိုဘာသာလဲကြရမျိုးလဲရှိတယ်အနုပညာအလုပ်ကိုယူယူတည်တည်လေးလေးဆက်ဆက်လုပ်လာခဲ့တာဆိုရင်နှစ်20ကျော်ပါပြီတကယ်တော့ကျွန်တော်လဲကြတိုင်းပြန်ထလာတာဒီအနုပညာအလုပ်ပါပဲတယောက်ဆောင်နေရရင်ကိုပြော့နေရပါဒါပါပဲကျွန်တော်လုပ်တတ်တာပဲလीကျွန်တော်အနေနဲ့တဘာဝကြကြ တရုတ်ဆောင်နေရရင်ကိုပျော်မွေ့နေမှာပါ။နောက်နောက်မှလည်းစိန်ခေါ်မှုပြင်းတဲ့ character တွေတရုတ်ဆောင်ပြချင်တယ်လို့ Academy တွင်းတော့ကပြောပါရယ်။သူကတော့အမှုပညာနဲ့ပတ်သက်ရင်တဘာဝကြတဲ့မင်သားတွေတဘာဝကြတဲ့ဇာတ်ကားတွေကြိုက်နှစ်သက်သူလည်းဖြစ်တယ်လို့သိရပါရယ်။တွင်းတော့ကတန်ချောင်းဇာတ်ကားနဲ့ပြည်သက်အပိမှုကိုရရှိခဲ့တဲ့အတွက်စင်ကောမှုပြင်းတဲ့ character တွေလှုပ်ဆောင်ကြည့်ကျင်တယ်လို့လည်းသိရပါဗျ။ CR ပြည်သက်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့ L1N Simon ဆိုရင်မင်းသားလည်းမဟုတ်သလို celebrity လည်းမဟုတ်ဘဲနဲ့ ဆိုင်ကိုလာတဲ့ customer ကိုစားပစ်ပေးမယ်ဆိုင်ရှင်မဆိုတဲ့ကောင်းမြတ်စံမကျွန်တော်ကတော့ဟိုကျွန်တော်ကိုယ်တိုင်ကမစိုးတတ်ဘူးလေအကယ်၍ကျွန်တော်နဲ့စိုးကျင်နေဆိုရင်တော့စိုးပေးမယ်ရတယ်ကောင်းမြတ်စံနဲ့စိုးပေးဆိုလို့ရှိရင်တော့ကျွန်တော်စိုးပေးမှာပါအရန်စိုးတတ်တဲ့ကောင်းလေးတော့ဖြစ်သွားမှာပေါ့အဲ့တော့လက်သိညီကကြတော့ကျွန်တော်လည်းမစိုးတတ်ဘူးလေဒါပေမဲ့လှမှာလည်းမဟုတ်ဘူးတကယ်လို့စိုးပေးဆိုရင်လည်းစိုးပေးပါမယ်အဲ့လိုမျိုးစိုးပေးရမယ်ပရိသတ်ကြီးပေါ်လာရင်ဆိုရင်ကိုယ်တိုင်သင်ရတော့မှာပေါ့ သင်ပြီးတော့ဒါကိုသေးသေးချာချာလေးဆိုပြပါမယ်အခုတော့သင်ရအောင်မယ်လောလောဆယ်တော့ service တော့မရသေးဘူးကျွန်တော်ပြည်သက်တွေကိုလာကြည့်ချင်ပါတယ်လာတဲ့ခါကျရင်လဲဒါကျွန်တော်ကိုယ်တိုင်ဗာများဆောင်ရွက်ပေးရမလဲဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်မေးမှာပေါ့နော်အဓိကကတော့အဲ့ဒီအချိန်မှာတော့ကျွန်တော်ကအမင်းသားမင်းသမီးလည်းမဟုတ်တော့ပါဘူး celebrity လည်းမဟုတ်တော့ပါဘူးဆိုင်ကိုလာတဲ့ customer ကိုစပစ်ပေးမယ်ဆိုင်ရှင်ဖြစ်ပါတယ်အဲ့ချင်းကြရင်တော့ကောင်းမြတ်စံဆောင်းဝီမီရဲ့စိတ်ဓာတ်ကတော့နင်းနေယောက်ျားလေးစံနေဆိုတဲ့ကောင်းမြတ်စံကတော့ ဆောင်းဝီမီကပွဲပွဲတက်ရင်သိမ့်ချာယူတယ်အဲ့ဒါကမဟုတ်ပါဘူးကောင်းမြတ်ဆန်လည်းမဟုတ်ပဲနဲ့ကျွန်တော်ပွဲလေးကိုခင်မင်းစွာနဲ့တက်လာပေးတာကိုပဲကျွန်တော်ကကျေးဇူးတင်တာပါဒါကြောင့်ကျွန်တော်အရန်ချင်နေရပါကျွန်တော်တူတူဆောင်းဝီမီရဲ့စိတ်ထားစိတ်ရင်းအမှန်ကိုကျွန်တော်သိလိုက်ရတဲ့အချိန်မှာအရန်ခင်သွားပါတယ်တော်သေးရပေါ့ဘာပြောမလဲလို့ကြောက်လိုက်တာသူရဲ့စိတ်ကကြတော့ယောက်ျားလေးဆန်တယ်လေသူကအဲ့လိုမျိုးယောက်ျားလေးဆန်တယ်ဆိုတော့အဲ့ဒါကိုတစ်ဖက်ကနားမလဲဘူးဆိုရင်တော့မကောင်းဘူးပေါ့ပြီးတော့သူကအတက်ဖက်သားကိုနားလဲပြီးတက်ပါတယ် တခုခုဆိုရင်လည်းသူကတဲ့ရှင်တက်တဲ့သူပါအဲ့လိုမျိုးဆိုတော့အဲ့ဒါသူနဲ့တည်သွားတာပါသူ့အကြောင်းတည်သွားပြီးတော့ကျေးဇူးတငယ်ချင်းဆိုပြီးတော့ကောင်းမြတ်ဆန်ကစောင်းဝင်းမီကိုပြောလာခဲ့တာပဲဖြစ်ပါတယ်ချီယာပရိသတ်ကြီးတို့ညှောင်းဝေးပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့အရင်ချစ်တဲ့အဖေကိုဥပိ္ပခါပြုထားမိလို့နောက်ထားရနေပါပြီဆိုရဲမော်ရဲမလေးမေဂရိစ်ပါစစ်စရာကောင်းတဲ့ကောင်းမလေးတယောက်ဖြစ်တဲ့အမေဂရိစ်က တော့ဖခင်ပေါ်မှာပြုမှုမိတဲ့အပြုမှုတစ်ခုကြောင့်နောင်တရရနေရဲ့စရာကိုမချက်တန်ဝန်ခံလာခဲ့ပါပြီ မေဂရစ်ကာရနိုင်ငံခြားစံနေရုပ်ရည်အသွင်ပြင်လေးကြောင့်နာမည်ကြီးနေသူပဲဖြစ်ပါတယ်။ဖြုတ်ပွဲတဲ့အသားရည်နဲ့ကြည်လင်လှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့မော်ဒယ်တယောက်ဆောင်မလေးမေဂရစ်ကတော့ပရိသတ်တွေချစ်ခင်မှုကိုအားယူထားသူလေးဖြစ်ပါတယ်။သူမရဲ့မျက်နှာလေးကနိုင်ငံခြားသူလေးတယောက်လိုဖြုတ်ပွဲလှပပြီးနှကန်းထက်ကမဲလှလာလေးကလည်းမျက်နှာနဲ့ရင်ခုန်မိစေလောက်ချစ်စရာကောင်းနေရဖြစ်ပါတယ်။မေဂရစ်ကတော့ဖခင်ဖြစ်သူကိုပြစ်ပယ်ထားမိရတဲ့ကြောင့်အခုချိန်မှနောက်တရားနေပါပြီ။မေဂရစ်ရဲ့ဖခင်ကဩစတြေးလျနိုင်ငံသားတယောက်ပါ။ နိုင်ငံသားတော်တော်များများကသာသမီအဖွဲ့ကိုချစ်ခင်တတ်ပေမဲ့အရန်မတွေ့တာကြောင့်များပါတယ်။ကလေးတွေကိုသူတို့ခြောက်ပေါ်သူတို့ရည်တည်နိုင်အောင်စောင့်ရှောက်တတ်ကြသလိုအရန်ကြီးချစ်မပြတတ်ပေမဲ့မေဂရစ်အဖေကတော့အဲ့လိုမဟုတ်ပါဘူး။မေဂရစ်ရဲ့အဖေဖြစ်သူကနိုင်ငံသားတစ်ယောက်ဖြစ်ပေမဲ့သမီးတွေပေါ်မှာအရန်ချစ်တတ်ကူဆိုင်တတ်တဲ့ဖခင်တယောက်ပါ။မေဂရစ်ရဲ့ဖခင်ကသမီးတွေပေါ်အရန်ချစ်တတ်တယ်လို့အဓိကကတော့မေဂရစ်အပေါ်ကိုပါပဲ။ချစ်တာကိုနှုတ်ကပြောမပြတတ်ပေမဲ့သူ့ရဲ့အမူအရာတွေကချစ်မိသူတိုင်းသိတဲ့အထိပါပဲ။ ဖခင်ဖြစ်သူကမေဂရေးရဲ့ကျိုးသွားတဲ့ငယ်သွားတွေကိုတော့အခုထိတမျက်တနိုးအမျက်တနိုးတင်းထားတယ်လို့ဓာတ်ပုံတွေကတော့မရေတွက်နိုင်အောင်ပါပဲ။တမီးတွေရဲ့ငယ်ဘဝအမတ်တရားပုံကြီးတွေကိုအမျက်တနိုးတင်းထားထပ်ပါရယ်။တမီးတွေကအခုဆိုရင်တန်30ကျော်အရွယ်ရောက်နေပြီမဲ့သူ့မျက်လုံးတွေမှာတော့ကလေးလေးတယောက်လိုပါပဲ။တမီးတွေကိုအရန်ချုပ်ချရာမျိုးမရှိပေမဲ့တမီးတွေအားရတဲ့စကားပြောကြတယ်လို့တမီးဖြစ်သူအလုပ်ကိစ္စနဲ့အပြင်သွားရင်တော့အဆင်ပြေလားဆိုပြီးလက်မိတက်ပါသေးတယ်။ဖခင်ဖြစ်သူကတော့တမီးတွေပေါ်မှာအချစ်ပိုနေပေမဲ့ မေဂရစ်ကဖခင်ကိုပြစ်ပယ်ချခဲ့တာပါဖခင်ချက်တာကိုသိပေမဲ့တခါတလေမှစိတ်မရှိလို့ပြန်ပြောမိရတယ်တိတ်ချပြတ်မဖြစ်ခင်မိခဲ့တာတွေတောင်လောက်ခဲ့တဲ့အချိန်ပါပဲမေဂရစ်ကဖခင်ချက်တာကိုသိပေမဲ့သူ့ရဲ့စိတ်ခံစားချက်အတိုင်းနေခဲ့မိတာပါအဖေဖြစ်သူကတမီးရဲ့အလောက်ကြောင့်တည်ကျင်တာရဲ့အချိန်တူတူဖြုံးကျင်တာရှိပေမဲ့မေဂရစ်ကတော့ဖခင်ရဲ့စိတ်ကိုမတွေးပြခဲ့ပါဘူး။ဖခင်ဖြစ်သူကနိုင်ငံသားတယောက်မှုပဲမင်းသားနဲ့ရိုက်တဲ့အလောက်ကိစ္စဘလို့ရှိရဲဆိုတာကိုပြောပြနေလဲမသိနိုင်တာမို့စိတ်မရှိပဲရှင်းမပြမိရတွေကများပါတယ် အဖေဖြစ်သူမေးလိုက်တိုင်းအပေါ်ယံနေပဲဖြည့်ပေးခဲ့တာတွေမျိုးစိတ်မကောင်းဖြစ်နေရပါပြီ။မေဂရစ်ကတော့ဖခင်တည်ချင်တာတွေကိုတိတ်ချအဖက်လုပ်ပြီးမဖြည့်ခဲ့သလိုအဖေနဲ့လည်းအချိန်ပေးပြီးမနေခဲ့မိဘူးလို့ဆိုပါရယ်။အဖေဖြစ်သူကတမိွေနဲ့စကားပြောချင်ပေမဲ့မေဂရစ်ကတော့အဖေကိုပြစ်ထားခဲ့တာပါ။သူကရှူတင်ကပြန်လာအေးစိတ်နားချင်တယ်လို့အပေါင်းအသင်းနဲ့ပြန်သွားတာရုပ်ရှင်ကြည့်ပြီးနားချင်တာမျိုးလုပ်ချင်တယ်လို့လုပ်နေခဲ့တာပါ။အဖေကတော့သူနဲ့စကားပြောချင်လို့စောင့်နေပေမဲ့သူကတော့သူဖြစ်ချင်တာကိုရွေးလုပ်ခဲ့တာမို့အခုချိန်မှနောက်ထားရနေပါပြီ။ မေဂရစ်ကပညာပေးစကားရိုက်ခွင့်အဲ့စကားတွေကအဖြစ်ကြောင့်ဖခင်အပေါ်မှာသူပြစ်ပယ်ထားမိတာကိုနောင်တရနေခဲ့တာဖြစ်ပါတယ်။မိဘတွေကအသက်ကြီးလာလေအဖော်လိုချင်လေစကားပြောချင်လာရရှိပေမဲ့သူကအဖော်မလုပ်ပေးခဲ့တဲ့အပြင်ပြစ်ထားတာမှနောင်တရနေခဲ့ရလည်းဖြစ်ပါတယ်။မေဂရစ်ကတော့အဖေဖြစ်သူမရှိတော့တဲ့အချိန်ကြောင့်မှနောင်တမရချင်တာမို့အခုဆိုရင်ဖခင်ကိုအချိန်ပေးအလေးထားဖို့ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။မေဂရစ်ကတော့အလုပ်တစ်ဖက်နဲ့မအားပြီးမင်းအားတဲ့အချိန်ကိုဖယ်ပြီး ်အဖေနဲ့စကားပြောပေါ်လို့ပြီးမယ်ဆိုပြီးအမားတွေကိုပြန်ပြင်ဆင်မယ့်အကြောင်းပြောလာခဲ့ပြီးပဲဖြစ်ပါတယ်။ CR ပရိသတ်ကြီးတွေညှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့ကောင်းလင်းနဲ့တအိုးတိန်ထူတော်မှုစီစဉ်နေပြီးဆိုပြီးပြိသက်အားကြရအောင်အတိပေးလာတဲ့ဆယ်လီနေဆန်းမှာ LGBT တိုင်းကအခြေအကံကောင်းတာများပြီးမယ်။ကံကောင်းတဲ့လူတွေကလည်းတကယ့်အစ်မတွေအောင်လိုက်မမီတဲ့ထိကံကောင်းကြပါတယ်။ကံကောင်းပြီးတော့အရန်ချစ်ခင်ရတဲ့ LGBT စုံတွဲတွေကလက်ချိုးရည်လို့ရတယ်လို့အဲ့ဒီထဲမှာဆယ်လီနေစံတယောက်အပါဝင်ပါပဲ ။မင်းဆန်းကအမှုပညာလောကတွေကိုဟာတာဗီဒီယိုအတိုလေးတွေရိုက်ကူးရင်းရောက်လာခဲ့သူပါ။ဟာတာဗီဒီယိုတွေရိုက်ကူးရာကနေအခုလိုဝင်ဝင်များစွာရှာနိုင်ခဲ့သလိုရုပ်ရှင်စကားကြီးတကားမှာပါပေါင်းဝင်ရိုက်ကူးခွင့်ရတဲ့ဒီအောင်မြင်နေပါပြီ။အောင်မြင်တဲ့ဆယ်လေးတယောက်ဖြစ်တဲ့နေဆန်းကတော့အခုချိန်မှာပြည်သက်တွေကတော့ပြန်ပြီးအားကျနေရတဲ့အနေအထားတော့ရောက်နေပါပြီ။နေဆန်းကတော့အစင်မာတွေထက်တောင်ကြည့်ကောင်းတဲ့ပုံစံအချိုးအစားကိုပိုင်ဆိုင်ထားအောင်မိမတွေကတော့ပြန်ပြီးအားကျနေကြရတာပါနေဆန်းကတော့အခုချိန်မှာရုပ်ရှိရေးရှန်ဆယ်လီတယောက်ဖြစ်နေသလိုအားကျစရာကောင်းတဲ့ သူ့ရဲ့အခြေအကြောင်းပြည်သက်တွေကပြန်ပြီးအားကျနေရပါတယ်။တချင်ကအခြေအကံမကောင်းခဲ့ပေမယ့်အခုတော့အသက်20အရွယ်ကောင်လေးရဲ့ရှေ့ချစ်တာကိုခံနေရပါတယ်။အချင်းကဘေးနားမှာခြူစားမယောက်ကြားတွေဝိုင်းလည်နေပေမယ့်အခုကတော့သူ့ကိုမေတ္တာစစ်ပေးမယ်လို့မျိုးကိုတွေးခေတာပါ။နေဆန်းရဲ့ကောင်လေးဖုန်းဆန်းကတော့ရုပ်လဲချောက်တလုံးငွေလဲရှိရသူတယောက်ပါ။တောင်းတောင်းဖြောင်းဖြောင်းပုံစံနဲ့အမျိုးသမီးအကြိုက်ပုံစံရှိပေမဲ့သူတကယ်ရွေးချယ်ခဲ့တာကတော့နေဆန်းပါပဲ။ချစ်သူအစ်မကိုပြစ်ပြီးနေဆန်းနဲ့တွေ့ခဲ့တာကြောင့်အားလုံးကတော့အံ့အားသင့်ရတဲ့ဖြစ်ပါပဲ။ ပုံမှန်ဆိုရင်အစစ်မစီကိုခြံကုန်တက်ပေမဲ့အခုကတော့နေဆန်းကန်ကြောင်းအစစ်တောင်ထားခဲ့ခံရတာပါ။ကောင်လေးရဲ့အခြေအနေနေသားကိုမသိသေးတဲ့လူတချို့ကတော့ကောင်လေးကိုချူစားချင်လို့ကတ်တယ်ဆိုပြီးဝေဖန်နေကြပေမဲ့လက်တွေ့မှာတော့အဲ့လိုမဟုတ်ပါဘူး။ပုံစံကလည်းငွေရှိတဲ့အတိုင်းဝန်းကဖြစ်တယ်လို့အောင်မြင်ချင်လို့ကတ်တာလည်းမဟုတ်ပါဘူး။အချစ်တစ်ခုကြောင့်နေဆန်းသားကိုရောက်လာခဲ့တာပါ။ပုံစံကတော့အခုထိနေစန်းစီကအချူမစားခဲ့တယ်လို့သူကတော့ပြန်ပြီးအန်းနေတာကိုသူတို့ရဲ့ဗီဒီယိုလေးတွေချင်းသိနိုင်ပါတယ်။ နေဆန်းကတော့အရင်ကအချစ်ရည်တွေကြောင့်စိတ်ညစ်ခဲ့ရပေမယ့်အခုတော့ကောင်းလေးနဲ့နိုင်ငံအနှံ့ခင်းရီတွေသွားပြီးပျော်ရွှင်နေရပါသူတို့နှစ်ယောက်ကတော့ LDRS အတွဲလေးမျိုးအမြင်မတွေ့နိုင်သလိုတွေ့ပြရင်လည်းခီးရှည်ကြီးထွက်ပြီးတော့အပြက်ရိုးတော့ပါအမြင်မတွေ့နိုင်သလိုတွေ့ပြရင်လည်းခီးရှည်ထွက်ပြီးတော့အပြက်ရိုးနေတော့တာပါပဲနေဆန်းကတော့ချစ်သူနဲ့တွေ့တာအမြဲပျော်ရွှင်နေရတာမျိုးအမြဲနေဆန်းအောင်တိုးတိမ်ထူထောင်မှုတွေးနေပါပြီနေဆန်းတယောက်အခုလိုစီစဉ်နေတာကနှစ်ဖက်မိဘသဘောတူကြည်ပြူနေတာကြောင့်လည်းပါပါတယ် နေဆံမိဘတွေကနေကားလူတွေဖြစ်တာကြောင့်ရှိလို့ဆိုအတွေ့ရှိကြပါပဲမိဘပေါ်တိတက်တဲ့သားတယောက်ဖြစ်ခဲ့တာမို့နေဆံဖြစ်ခြင်းနဲ့ဆန္ဒကိုလက်ရောပေးခဲ့ပုံမှာပဲနေဆံမိသားစုကလည်းကောင်းလေးဖြစ်သူကိုနွေ့နွေ့ထွေးထွေးကြိုဆိုသလိုဖုန်ဆက်ရဲ့မိဘတွေကလည်းနေဆံနဲ့သဘောတူကြရဲ့လို့ဆိုပါရယ်တောင်မှမဟုတ်တဲ့အခြေဖြစ်တဲ့သူတို့ညောင်ရဲ့အခြေအေးကိုမိဘတွေကအကြည့်ပြုကြသလိုပဝင်းချင်းကလည်းသဘောတူကြအောင်ပြောစရာကောင်းပါရယ်နေဆန်းကအနောက်ရှာမရှိတဲ့သူရဲ့အခြေအကိုဒီထက်ပိုပြီးခိုင်မြဲအောင်အင်တိန်ဝယ်ပြီးတူတူနေဖို့စစ်စစ်နေပါပြီ။ ကောင်လေးကသူ့ကိုလာတွေ့တိုင်းခီးတွေပဲသွားနေရတာမို့လိုလိုလက်လက်နေနိုင်အောင်တအိုးတိန်ထူထောင်မှုစီစဉ်နေခဲ့တာလို့ဆိုပါရဲနေဆန်ကတော့အချက်သူနဲ့လက်ထပ်ဖို့ကြောင့်မပြောလာသေးပေမဲ့နှစ်ယောက်အတူနေနိုင်အောင်ကြိုးစားနေပြီဆိုတာကိုအားလုံးကိုအသိပေးလာခဲ့ပါရဲသူတို့ညရဲ့အခြေအကျကိုတော့ဝေဖန်သူထက်အားပြအားကြသူများများပါရဲ LGBT စုံတွဲလေးဖြစ်ပေမဲ့အခက်အခဲမရှိဘဲပေါင်းစပ်နိုင်တာကိုပရိသတ်တွေကအားကြနေရတာပဲဖြစ်ပါတယ်။ဆရာရပရိသတ်ကြီးတွေညှဝေပေးလိုက်ပါတယ်နော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တည်းကြီးကြီးရှုနာဆင်နိုင်ဖို့ ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။